ဒီကားတော့ကျွန်တော်ငလင်လုံနေချိန်လှုပ်ဆောင်အောင်အချက်တွေပြောပြပေးခြင်းပါတယ်။ကျွန်တော်ငလင်လုံတဲ့ခါမျိုးကျွန်တော်ငလင်လုံတာကြောင့်မလို့ကျွန်တော်လူသေးဆုံးတာမဟုတ်ပါဘူး။ငလင်လုံတဲ့လုံလုံတာကြောင့်မလို့ပေါ့နော်ကျွန်တော်အဆောက်အုံတွေလမ်းမီးရိုင်းတွေတခုခုပြိုကျပျက်စီးကျသွားတာမလို့သွားတာကြောင့်မို့သားကျွန်တော်ဒီလူသေးဆုံးအောင်ခြင်းဖြစ်ပါတယ်။အားကြောင့်မလို့ကျွန်တော်ငလင်လုံပြီဆိုတာနဲ့မြေကြီးဒါမှမဟုတ်အဆောက်အုံကပြိုကျလာမယ်အရာဟုတ်ပစ္စည်းနဲ့မထိမိအောင်ကျွန်တော်တတိပြုပါမှာပါ။ ဓမ္မတစ်ချက်ကကျွန်တော်ပြောချမှုတွေနဲ့အနေကင်းအောင်လို့ခိုင်ခန့်တဲ့စပွဲခွန်အောင်အမြန်ဆုံးပုံခုဖို့လိုအပ်ပါတယ်။နောက်တစ်ခုကကျတော့ကြမ်းမြင့်မော်လေးချနိုင်တဲ့လေးလံတဲ့အရာဝတ္ထုတွေဗီဒီယိုလိုမျိုးအရာတွေကိုသတိထားပါမယ်။တကားပေါက်ပဒင်းပေါက်တွေနဲ့ဝီးရဲ့နေရာမှာနေရပါမယ်။ဘာဖြစ်လို့ဆိုတော့တကားပေါက်ပဒင်းပေါက်တွေနဲ့တေးကနေပေါ့တေးကနေကျွန်တော်မှန်နေပါတယ်လွင့်ကြတာတို့မှန်ကွေးတာတို့မဖြစ်အောင်ပါအရေးကြီးတဲ့ချက်ကတော့ကျွန်တော်ငလင်လုံးနေတဲ့အချိန်မှာအိမ်ပြင်ထွက်မပြေးပါနဲ့ အထက်မြင့်တိုင်းမှာနေလို့ရှိရင်လည်းကျွန်တော်ဓာတ်လီကာသုံးပြီးတော့စင်းပြေရမလုပ်ပါနဲ့။ဘာဖြစ်လို့ဆိုဓာတ်လီကာသုံးပြီးတော့ကျွန်တော်စင်းပြေတဲ့ခါမျိုးကြရင်ဒါအပြတ်တော့တာမျိုးပြီးပြတ်တာမျိုးဖြစ်နိုင်ပါတယ်။အဲဒါကြောင့်မလို့ကျွန်တော်စင်းမယ်ဆိုလို့ရှိရင်ရိုးလီကာကိုသုံးပြုပြီးပဲစင်းပြေချိန်ချင်ပါတယ်။ကိုကလမ်းပေါ်မှာရှိနေရင်တော့အဆောက်ဦးလက်စီကျိုးရင်လည်းဝေးတဲ့ကွင်းပြင်ကိုသွားနိုင်ပိုကောင်းပါတယ်။ဥမာကျွန်တော်ပန်းချန်လို့လို့နေရာမျိုးပေါ့။ကားထဲမှာရောက်နေမယ်ဆိုရင်တော့ကားကိုဆက်သက်ပြီးတော့လုံခြုံစိတ်ချရတဲ့နေရာမှာရန်နာထားဖို့လိုအပ်ပါတယ်။ ကျွန်တော်တရားအောက်လိုမျိုးအဆောက်ဘီနာလိုမျိုးနေရာတွေမှာမရက်ထားတာကောင်းပါတယ်။နောက်ပြီးတော့ကျွန်တော်တို့ပင်လယ်ကမ်းကြီးလိုမျိုးနေတဲ့မြက်ကမ်းပါးတွေမျိုးနေရာတွေမျိုးနဲ့ဝေးရနေရာတွေမှာကျွန်တော်နေဖို့လိုအပ်ပါတယ်။ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်အရန်ငလျင်ကြီးမလာတဲ့အများဆူနာမီလိုမျိုးရှိလိုင်းမျိုးတွေဖြစ်နိုင်တဲ့အနေရရှိလို့ပါ။